တော့နောက်ဆုံးအခန်း25ခန်းမြွေ grammar လေးကြည့်ရအောင်ဒီမှာကိုရင်မှတ်ရမှာနှစ်ခုပဲရှိတယ်ပေါ့ပထမတစ်မျိုးစာကြည့်ရအောင်ပထမတစ်မျိုးကကျတော့ဗာလေးဆိုတော့ဘတ်တာဆိုရဲအတောင်နှုံးလေးဘတ်တာအဲ့တော့ဒီမှာတဖောင်ကိုတိဖို့လိုအပ်ပါတယ်ဘတ်ကိုတဖောင်ပြောင်းပြီး ra နဲ့ကတ်သုံးထားတာဘတ်ရင်ဆိုရဲအတိတ်ပဲဘတ်ခဲရင်သူကအတိတ်ဖောင်နေပဲတွဲပြီးသုံးပါမယ်နော်တဖောင်နေပဲတွဲသုံးတာအဲ့တော့ဘတ်ခဲရင်ဆိုတာကမဖြစ်လာသေးတဲ့အရာကို ကိုကဖြစ်ခဲ့ရင်ဆိုရက်ပို့ပြီးတော့ကိုဘက်ကနေပြီးတော့ဖော်ပြချင်တာမျိုးမဖြစ်လာသေးဘူးမဖြစ်လာသေးအရာကိုကျွတ်ကိုကကြိုတင်ပြီးခံမှန်းတဲ့အခါမျိုးမှာပတ်တာတာကိုသုံးမိတာဥပမာမိုးရွာခဲ့ရင်သာလုတ်ခဲ့ရင်ဒါကြတော့ခဲ့ရင်ဆိုရအတိတ်ပဲပိုတက်ရောက်တယ်ပေါ့နော် အတိတ်နေပဲတွဲတုံးလို့သာလုတ်ခဲ့ရင် လေးလာခဲ့ရင်တွားခဲ့ရင်စားခဲ့ရင်တောက်ခဲ့ရင်ဒါကမဖြစ်လာသေးတဲ့အနာဂတ်အတွက်ကိုအဲ့ဒီလိုမျိုးလုပ်ခဲ့ရင်ဆိုရဲအရာဒါဆိုရင်ပတ်တာတာကိုသုံးပြပါမယ်။ငါစာလေးလာခဲ့ရင်စာမိုးဝဲဖြီးခဲ့ရင်တွားခဲ့ရင် စားခဲ့ရင်တောက်ခဲ့ရင်အဲ့အတွက်တဖုန်တွေပဲတွဲသုံးတော့ဘတ်ဆိုရင်လည်းတဖုန် ESD ဆိုရင်လည်းတဖုန်ပြောင်းလိုက်တဲ့အတွက်ခါတာရာလို့ဖြစ်သွားတယ်။နာအက်စစ်တစ်ကိုလည်းတဖုန်ပြောင်းရင် တတ္တာရာဆိုတဲ့ပုံစံလေးဖြစ်သွားတယ်။နောင်ဆိုရင်လည်းတတ္တာရာပေါင်းပြီးတော့သုံးပေးရတယ်။အဲ့ဒါကိုမမေ့နဲ့နော်။အခုပြောတဲ့ခတ္တလို့တတ္တလို့ဆိုတာကပလင်းဖောင်ပြောင်းထားတဲ့တဖောင်ပုံစံကြီးပါဟာအကုန်လုံးက။ဒါကတော့ဘတ်ဒီရဲ့တဖောင်ပြောင်းတဲ့ပုံစံလေး၊ adjective ရောနောင်တွေရောတဖောင်ပြောင်းတဲ့ပုံစံလေး။အောက်မှာဥပမာကြည့်ရအောင်။ဟိမတတ္တာရာသေသောတတ္တကရာဆိုင် အားခဲ့ရင်ကိုကြီးပါ အားခဲ့ရင်အားခဲ့ရင်အားမြအားခဲ့ရင်ကိုကြီးမအရင်ကိုကြီးစားမလို့အားခဲ့ရင်ဆိုရက်ကျူတင်မှန်းစာပြီးခမန်းပြီးပြောလိုက်တဲ့ပုံစံလေးဒါကတော့တက်ဖောင်တွေနဲ့ပဲတွဲသုံးပါနော်လက်တမျိုးလေးရကြတော့တက်ဖောင်တီးမရမယ် ဘတ်သဲမိုးဒင်းမိုးအတက်ဖောင်ပြောင်းတဲ့အခါမျိုးမှာအတိတ်ပဲကလေပဲဘတ်သဲမိုးဆိုရင်အတိတ်ပဲကလေပဲသူကကျတော့စန့်ကျင်ဘက်အရှိကပြောတဲ့အကြောင်းညာနဲ့အနောက်ကပြောတဲ့အကြောင်းညာကစန့်ကျင်ဘက်အခြေအနေကိုဖော်ပြရင်သုံးပါမယ်ဘတ်သဲမိုးဆိုတာကအဲ့တော့ energetic ကိုတက်ဖောင်ပြောင်းရင် ego ဖြောက်ခုသဲမိုးလို့ဖြစ်မယ်နာအကျစ်တဲ့ဆိုရင်နာဖြောက်ဒင်းမိုးဖြစ်သွားမယ်အဲ့ဒါကိုမှ9ဖောင်ပြောင်းရင် 9day မိုးလို့ဖြစ်မယ်နောင်းဆိုရင်တော့ 9day မိုးဆို ီတုံးလို့ရတယ်အဲ့တော့အောက်မှာကြည့်ရအောင်သူကယာစုကုတဲမိုခိုင်မဆန်စီတတလည်းပဲမဝယ်ဘူးအဲ့တော့တိုင်ရဲ့အချိုးမကြဘဲနေသူကဆန့်ကျင်ဘက်ဖြစ်နေတာအဥပမာဇီတတရင်ဝယ်ရစ်ရက် positive အချိန်ကြီးရောက်ရမှာဒါပေမဲ့သူကဆန့်ကျင်ဘက်အကြောင်းအရာဆန့်ကျင်ဘက်အချိန်ကြီးကိုဖော်ပြနေတယ်ဇီတတလည်းပဲမဝယ်ဘူးအဲ့ဒီအတိတ်ပဲမြို့ပါတိတ်မှုကသူကကျတော့အရှိကအကြောင်းညာနဲ့အနောက်ကအကြောင်းညာကိုစန့်ကျင်ဘက်အနေနဲ့ပေါ်ပြမင်းဒါဆိုရင် tên một của tổng bản mình.